ဩဇာတိရဲ့အကျိုးကျေးဇူးနဲ့ဆိုးကျိုးများကို ပြောပြပေးပါမယ်။ဩဇာတိရဲ့အကျိုးကျေးဇူးများအာဟာရဓာတ်များစွာပါဝင်ခြင်းဩဇာတိမှာဗီတာမင် C, ဗီတာမင် B6, မဂနီဆီယမ်၊ပိုတက်ဆီယမ်နဲ့အမြင့်ဓာတ်တွေကျွဲဝစွာပါဝင်တာကြောင့်ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေအတွက်အရေးပါပါတယ်။ဓာတ်တိုးစန်းကျင်ပစ္စည်းများမြင့်မားစွာပါဝင်ခြင်း ဗီတာမင်စီဖလေဗာနွိုင်းနဲ့ပိုလီဖီနိုလ်တို့လိုဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်နှလုံးရောဂါနဲ့ကင်ဆာလိုမျိုးနာတာရှည်ရောဂါတွေဖြစ်ပွားနိုင်ခြေကိုရှင်းချပေးနိုင်ပါတယ်။နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်းဩဇာသီးမှာပါတဲ့ပိုတက်ဆီယမ်နဲ့မဂနီဆီယမ်တို့ဟာသွေးဖိအားကိုထိန်းညှိပေးပြီးနှလုံးခုန်နှုန်းကိုပုံမှန်ဖြစ်စေဖို့ကူညီပေးပါတယ်။အမြင့်တက်ကလည်းကိုလက်စထရောအဆင့်ကိုရှင်းချပေးနိုင်ပါတယ်။ အစာခြေစနစ်ကိုကောင်းမွန်စေခြင်းဩဇာသီးမှာပါတဲ့အမြင်တတ်ဟာအစာခြေစနစ်ကိုကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကိုကာကွယ်ပေးကာဥရဲမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားတွေကြီးထွားမှုကိုအားပေးပါတယ်။ကိုယ်ခံအားစနစ်ကိုအားကောင်းစေခြင်းဩဇာသီးမှာပါတဲ့ဗီတာမင်စီဟာကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီးရောဂါပိုးဝင်ရောက်မှုကိုကာကွယ်ပေးပါတယ်။မျိုးလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း လူလီလို့ခေါ်တဲ့ဓာတ်တိုးဆန်းကျင်ပစ္စည်းပါဝင်တာကြောင့်မျက်လုံးကိုထိခိုက်မှုကနေကာကွယ်ပေးပြီးအတက်ရွယ်ကြောင်ဖြစ်တဲ့မျက်လုံးမြင်အာရုံဆုံးရှုံးမှုကိုလျှော့ချပေးနိုင်ပါတယ်။သွေးရင်းတကြားဓာတ်ကို ထိမ့်ညိပေးခြင်းအမြင်ဓာတ်ဟာတကြားဓာတ် ဆုပ်ယူမှုကိုနှေးကွေးစေတာကြောင့်သွေးရင်းတကြားဓာတ်ကိုတည်ငြိမ်စေပါတယ်။ကင်ဆာယောဂဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးနိုင်ခြင်း ဩဇာတိမှာပါတဲ့တတိုးစန့်ကျင်ပစ္စည်းတွေဟာကင်စာဆဲအချို့ရဲ့ကြီးထွားမှုကိုဟန်တာပေးနိုင်ပါတယ်။အသားရည်ကိုလှပစေခြင်းဗီတာမင်စီနဲ့တတိုးစန့်ကျင်ပစ္စည်းတွေဟာ အသားရည်ကိုကျန်းမာစေပြီးအရေးအကြောင်းဖြစ်ပေါ်မှုကိုလျှော့ချပေးပါတယ်။စွမ်းရည်ကိုပေးစွမ်းခြင်း ကာဗိုဟိုက်ဒရိတ်နဲ့သဘာဝတရားဓာတ်တွေပါဝင်တာကြောင့်ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့စွမ်းရည်ရင်းမြစ်တစ်ခုဖြစ်ပါတယ်။ဩဇာတိရဲ့စိုးကြိုးများ တခြားတဲ့မြန်မာချင်းဩဇာတိကိုအများပြားစားသုံးမယ်ဆိုရင် တွေးတွင်တခြားတဲ့မြင့်တက်လာနိုင်ပါတယ်။စီးချိုယောဂါရှိသူတွေအနေနဲ့တင်းတင်းနဲ့ပမာဏကိုသာစားသုံးသင့်ပါတယ်။အဝလွန်စေနိုင်ခြင်းကယ်လိုရီနဲ့တခြားတဲ့ပါဝင်တာကြောင့်အများပြားစားသုံးမယ်ဆိုရင် ကိုယ်လေးချိန်တက်လာနိုင်ပါတယ်။အစိမ့်နဲ့အခွန်မှာအစိမ့်အတောက်ပါဝင်ခြင်းဩဇာတိရဲ့ အစိမ့်နဲ့အခွန်မှာအန်နိုနာစင်လို့ခေါ်တဲ့အစိမ့်အတောက်ပါဝင်ပါတယ်။စားသုံးမိပါကအာယုံကြောစနစ်ကိုထိခိုက်စေပြီးထုံကျင်ခြင်းအာနေခြင်းဒါမှမဟုတ် အသက်အန္တရာယ်ကိုပါဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ဩဇာသီးရဲ့အစိမ့်နဲ့အခွန်ကို လုံးဝမစားသင့်ပါဘူး။ဓမ္မတည်းမှုဖြစ်စေနိုင်ခြင်းလူအချို့မှာဩဇာသီးနဲ့ဓမ္မတည်းမှုဖြစ်ပွားနိုင်ပါတယ်။အချို့သောဆေးဝါးတွေနဲ့ဓာတ်ပြုနိုင်ခြင်း ဩဇာသည်ဟာသွေးကြဆေးလိုမျိုးအချို့သောဆေးဝါးတွေနဲ့ဓာတ်ပြုနိုင်ပြီးသွေးဖိအားကိုအလွန်မင်းလျှော့ချပေးနိုင်ပါတယ်အကယ်၍သင်ဟာအဲ့ဒီလိုဆေးဝါးတွေကိုသုံးဆွဲနေရဆိုရင်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်ဘိုင်းအောင်ပိုင်းနာဖြစ်စေနိုင်ခြင်းအမြင်တတ်ကိုအလွန်ကြုံစားသုံးမိပါကဘိုင်းအောင်ပိုင်းနာဖြစ်ပေါ်နိုင်ပါတယ်တတိပြုရန်ဩဇာသည်ရဲ့အစေးနဲ့အခွန်ကို လုံးဝမစားပါနဲ့ နှစ်ချုပ်အားဖြင့်ဆိုရသောဩဇာသည်ဟာကျမ်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိတဲ့တတိတမျိုးဖြစ်ပေမဲ့မှန်ကန်တဲ့နီးလန်းနဲ့မစားသုံးရင်ဆိုးကျိုးတွေလည်းရှိနိုင်ပါတယ်။ဩဇာသည်အသားကိုတင့်တင့်နဲ့ပမာဏနဲ့စားသုံးပြီးအဆေးနဲ့အခွန်ကိုရှောင်ရှားခြင်းဖြင့်ဒီတတိရဲ့အကျိုးကျေးဇူးတွေကိုဘေးကင်းစွာရရှိနိုင်ပါတယ်။ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်